ဟုတ်ကဲ့ပါကိုတော်ကြာရေးဒါနောက်ထပ်အုပ်စု B ရဲ့ပွဲစဉ်တွေဖြစ်တဲ့ဒါကချင် United အသင်းနဲ့ AR United အသင်းတို့ဒါဘရိုမာခွင့်မှာရှိမှန်ကစားသွားမဲ့ပွဲစဉ်ဖြစ်ပါတယ်။ကချင် United အသင်းကတော့လက်ရှိမက်ဘီဇီယာရဲ့ အဆင့်9နေရာမှာရက်တည်နေပြီးတော့အေယောင်နေတဲ့တင်ကလက်ရှိမှတ်ပြစရာအဆင့်6နေရာမှာရက်တည်နေတာတွေ့ရပါတယ်ဒီဘွဲစဉ်ကိုစတင်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါဦးခင်ဗျဟုတ်ကဲ့ပါဒီဘွဲကတော့ကျွန်တော်တို့အုပ်စုပီပေါ့နော်ကချင်အသင်းကိုကျွန်တော်တို့ကြည့်မဲ့ဆိုရင်အုပ်စုဒုတိယနေရာအတွက်တော့ကျွန်တော်တင်ချာနီးရတော့မျောလင်းချက်လေးရှိနေသေးတယ်ပေါ့နော်ဘလို့မျောလင်းချက်လေးလဲဆိုတော့ကချင်တင်းရ ARL လည်းနိုင်မယ်နောက်ဆုံးပွဲဖြစ်တဲ့ရန်ကုန်ရိုင်းအသင်းကိုလည်းနိုင်ခဲ့မယ်ဒါပေမဲ့ အဲ့လိုနိုင်ုံနဲ့မပြီးသေးဘူးတစ်ဖက်ကဒုတိယနေရာမှာဟာအသင်းကလည်းလက်ကျန်နှစ်ပွဲလုံးရှုံးပါတော့เนาะရှုံးမှသူ့အနေနဲ့ဒါတက်မဲ့နေသားဆိုတော့ဘယ်လိုပြောမျောလင်းချက်ကတော့တက်တက်လေးပဲရှိတယ်ဘယ်လိုပဲဖြစ်ရကချင်ယူနိုက်တက်အသင်းကလည်းသူတို့အသင်းရဲ့ဂုံသိက္ခာအတွက်ဒါအီယာရီအသင်းကိုလုံးဝနိုင်မကန်ရှုံးပွေးပြေးပြေးနဲ့ကြိုးစားတော့မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်အလားတူပဲအီယာရီအသင်းကလည်းဒီပွဲကိုနိုင်ကိုနိုင်မှရမယ်သူအုပ်စုတက်ချင်တဲ့ဟေ့ဆိုရင်နိုင်ကိုနိုင်မှရမယ် နေနိုင်ကိုနိုင်မရမဲ့ဖြစ်မဲ့အနေထားဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီဘွဲကလည်းဘယ်လိုပြောမလဲဟိုဟိုအမှတ်လိုနေတဲ့အသင်းနှစ်သင်းတွေ့တာဖြစ်တဲ့အတွက်တော်တော်လေးတော့ကြည်ကောင်းမယ်အဲ့မှာမှထူးခြားချက်တစ်ခုကဘရိုမာကွင်းမှာကစားရမှာဖြစ်တဲ့အတွက်အဲကချင်တင်းရအေရီတင်းသက်ဆိုင်ဘရိုမာကွင်းကိုပို့ပြီးတော့ used to လင်းများဖြစ်လာလို့ပေါ့နော်ကျွန်တော်နေတယ်တွေးမိတယ်ပေါ့နော်ဘာလို့ဆိုတော့ကချင်ကဒီလီတူးမှာလဲဒီဘက်နှစ်နောက်ပိုင်းမှာဘရိုမာကွင်းမှာပဲကစားနေကြဆိုတော့လေအေရီတင်းနေနဲ့ဒီဘရိုမာကွင်းကိုနည်းနည်းလေးဆင်းအောင်မထင်တယ်ပေါ့နော်ဒါလေးကလည်းကျွန်တော်နေနဲ့အချက်လက်တစ်ခုနေနဲ့ဒါထက်တွားမှာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ် ဒါအုပ်စုနောက်တစ်ဆင့်တက်နိုင်မှုအတွက်နိုင်သုံးမဲ့ရကိုရမှဖြစ်မဲ့ AR တွေတင်းနေဒါအဲဂုံတိတ်ခါအရာကောမျောလင်းချက်တက်တက်ရှိတယ်ဆိုပေမဲ့လေဂုံတိတ်ခါအရာလုံးဝကြိုးစားမဲ့ဒါကရှင်နိုင်တက်တင်းတို့ရဲ့တွဲဆုံမှုကလည်းဒါကျွန်တော်တို့ဒီလာမဲ့ဒါ၅လပိုင်း၁၆ရက်နေ့မှာပရိုမာကွင်းမှာတကယ်ပွဲကောင်းတစ်ပွဲကိုကျွန်တော်နေလဲမြင်တွေ့ရအောင်မလို့ထင်တယ်ကြာကိုဘုံမင်းကတော့သုံးသက်ပြပါဦးခင်ဗျ โอเคပါဒါအုပ်စုပြည်ရဲ့နောက်ထပ်စောင့်ကြည့်ခြင်းများပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။အာကချင်ယူနိုက်တက်တင်ရလက်ရှိခုနကကုသောကြပြောသလိုမျိုးပဲနောက်တစ်ဆင့်တက်ဖို့အတွက်ဆိုလို့ရှင်တော့နှစ်ပွဲစလုံးကိုအနိုင်ရဖို့ လိုအပ်တယ်အာဒါပေမဲ့လည်းဒါသူ့အနေနဲ့ပြန်ပြန်အသင်းတွေကလည်းတကယ်အသင်းကရလက်ကိုလည်းကြည့်အောင်ပြီးတော့နောက်တစ်ဆင့်တက်ဖို့အတွက်ကိုစီကိုစီအခွင့်အရေးတွေရှိနေတဲ့အသင်းတွေလည်းဖြစ်တဲ့အခါကျတော့အာဒီအသင်းတွေကလည်းပဲသူတို့ကလည်းအရောက်ပြီးမှတော့မဟုတ်ဘူးဆိုတဲ့အခါကျတော့ကချင်ယူနိုက်တက်အသင်းကတော့လွယ်တော့မလွယ်ဘူးဒါပေမဲ့မျောလင်းချက်တော့ခုနကပြောလိုမျိုးတက်တဲ့တော့ရှိနေသေးတယ်အာတစ်ဖက်မှာအယောက်ရင်းတဲ့အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒါနီးပြအသင်းနဲ့အတူသူတို့အနေနဲ့တစ်ခုခုလောက်ပြခြင်းစိတ်တော့ရှိနေလိမ့်မယ်ရှိနေတဲ့အခါမှာလက်ရှိမှာဆိုလို့ရှိရင်လည်းနှစ်ပွဲကစားပြီးတော့တပွဲသေးတပွဲရှုပ်ရလက်ထွက်ပေါ်ထားတယ်အာ ပြီးခဲ့တဲ့ဒီရန်ကုန်ရက်တင်းတဲ့ကစားကြဲပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒါကိုပြက်ချိပက်ရင်းနေကြတော့မဟုတ်ဘူးเนาะနောက်ဆုံးသူ့အတင်းရဲ့နောက်ခံလူရဲ့ဒါကိုအုံကိုကြောင်တာသူ့နဲ့ပြက်ပြက်နေရင်းနေကြတာဖြစ်တယ်အဲတကယ်ဆိုလို့ရှိရင်ဒီတင်းမရယူနိုင်ခဲ့မှာဆိုလို့ရှိရင်လည်းအရောက်ရက်တင်းကနောက်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ပိုတော်တော်လေးကိုခြေနေကောင်းအောင်မဲ့ဒီသားရှိဟုတ်ပါတယ်ကွာအခုလက်ရှိမှာဆိုလို့ရှိရင်လည်းအခွင့်အရေးကောင်းသေးတယ်ဒီပွဲကိုနိုင်အောင်ကစားနိုင်မှာဆိုလို့ရှိရင်နောက်ပွဲစဉ်ပို့ပြီးအခွင့်အရေးကောင်းသွားမယ်အဲ့လိုမှမဟုတ်ဒီပွဲစဉ်မှာဒါသူ့နဲ့ရင်းနေသွားမယ်ဆိုလို့ရှိရင်တော့ဒါအုပ်စုအစင်းနဲ့ခြေနဲ့လက်ရမယ်အနေအထားတစ်ခုဖြစ်တယ်ဒီမြန်မာ National League 2 Club ကချင်ယူနိုက်တက်အသင်းနဲ့ ်တရားဝင်တဲ့အသင်းတို့ရဲ့အာပွဲစဉ်ကလည်းတကယ်ကိုပဲစောင့်ကြည့်ခြင်းစီကောင်းတဲ့ပွဲစဉ်တွေဖြစ်ပါတယ်ကျွန်တော်လည်းတုံ့ပြန်ချင်ပါတယ်ခင်ဗျာ